အားလုံးပဲမင်္ဂလာပါဗျာခုတက္ကမတော့ဒီနေ့30ရက်9လ2025မှာညနေခင်းမှာတောင်ကြီးမှာမြင်းငလျင်းလေးတတမလေးလှုပ်ခတ်သွားလို့ပြည်သူများထွက်ပြေးကြရပြီးတော့မြင်းငလျင်းပညာရှင်များကလည်းမြင်းငလျင်းအနေတတိပြုရန်ဆိုပြီးတော့နှိုးဆော်ပေးထားပါတယ်ဗျာပြည်သူများလည်းတတိဝရိယရှိနေနေကြဖို့မေတ္တာရက်ခံပေးပါတယ်ဗျာ မြန်မာနိုင်ငံကြီးလည်းတဘာဝ BNE မှာကင်းရှင်းပါစေလို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကထရီနုံးလေးချန်နယ်မှာပြန်လည်တူတူလိုက်ပါဗျာခင်ဗျာ